ုံနောက်မြေကိုးစားချိန်လေးမှာဒီဇလန်လေးဟာစတင်ခဲ့တာပေါ့ချွေဝါရောက်ရဟောင်းလေးတွေတိစားပြုနေတဲ့ညာဒီတရွာလေးတွာမှာမောက်ကျော်လို့ခေါ်တဲ့လူငယ်လေးတူသူ့ရဲ့ဆွေမျိုးတွေစီ အလဲရောက်လာခဲ့ပါတယ်သူဟာတော်ပြတဲ့သူရဲ့အိမ်မှာတဲခိုရင်ထိုရလေးရဲ့တိတ်ဆိတ်နေတဲ့မှုတွေနဲ့လာတရားတွေကိုနှိမ့်ချိတ်စွာခန်းစားနေကြတာပေါ့တနေ့တော်ညနေခင်းမှာတော့မော်ကျော်တရားရာယူကိုပေါက်လမ်းလျှောက်ရင်းပဝန်းချေကိုရှူစားနေခဲ့ပါတယ် လေပင်လေးတွေနဲ့တူကော်ယိုးနဲ့တင်းတင်းလေးတွေကသူ့ရဲ့နှကောက်ဝါကိုတိုးဝင်လာနေခဲ့ပါတယ်။ထို့ချိန်မှာပဲမောက်ကျော်ရဲ့ကြည့်တွေဟာဂျိုးတီရဲ့မှိန်သက်သွားခဲ့ပါတယ်။အဲ့ဒါကတော့တော်ယာမပြန်ဂျော်ဘိုတွင်ဝါပလန်လေးကိုလွှဲလာတဲ့ချုံမော်လာပါတဲ့မြင့်မြပြိုလေးတရားကိုတိတ်မိလိုက်တာကြောင့်ပါ။မောက်ကျော်မြင်လိုက်တဲ့ဒူမိုင်းမျက်နှာလေးဟာဖြူစော့တက်ပြတ်နေခဲ့ပြီးမျိုးဝေါလေးတွေကလည်းပန်းနူးရောက်တားနေကြတာပေါ့။သူဟာ ပေပန်းနွဲ့နေတော့လေဒူမိုင်းဟပန်လေးပေကထူးခြားစွာနဲ့ဆဲဆောင်မှုရှိနေခဲ့ပါပြီ။ဒါကိုမောင်ကျော်တယောက်ငေးမောကြည့်ရေခိုတန်လေးဘလောက်ဆူသွားခဲ့လေဗျာ။အဲ့ဒီမိကလေးရဲ့လှမနိမ့်ညွန်သွားတဲ့မောင်ကျော်ဟာအဝေးကနေလိုက်သွားပြီးတော့တတိစေနာယောက်ခံလိုက်ခဲ့ပါပြီ။အဲ့လိုနဲ့ထို့မိမပြူလေးဟာအင်းလေးတို့စီတို့ကိုယ်ဝင်ပြောက်ွယ်သွားတာကိုမောင်ကျော်မျက်စီတဲ့တွေ့မြင်လိုက်ရပါပြီ။ ဒါနဲ့မဟုတ်ကြောလေထိုအေးလေးရဲ့ရှေ့မှာတိတ်ဆိတ်စွာနဲ့ခြေတော်ကြအောင်ရက်ဆောက်နေဟဲ့ပါရီ။ဒါပေမဲ့သူရက်ဆောက်နေတဲ့မိကလေးကတော့ပြန်ထွက်မလာတော့ပါဘူး။အဲဒါကြောင့်မဟုတ်ကြောတရားဟုတ်ဒီကသူ့ရဲ့အိမ်ပဲဖြစ်မယ်လို့ထင်ကလှက်ပြန်လာလိုက်ပါရီ။သူ့ပြင်မေသူထွက်သွားပြီးပြီးချင်းပဲသူ့မိကလေးဟာလည်းထွက်လာပြီးတော့သူ့ရဲ့အိမ်သို့ပြန်သွားခဲ့ပါရီ။ဒါကြောင့်မောက်ကျော်ထဲသလိုမှုပဲဒီနေ့လေးနဲ့လွဲသွားခဲ့တာပေါ့။ အဲ့လိုနဲ့ညချမ်းချီကားလေးကိုရောက်လာခဲ့ရပါဗျာထိုညဟာလာယုံလေးအေးချမ်းစွာဖြာကြနေတဲ့အခြေဖြစ်ပြီးမောင်ကျော်ကျောက်လေးအဲ့ဒီအေးလေးစီသူပြန်လာခဲ့ပါလေသူဟာလာယောက်ကအေးရဲ့နိုင်ရန်တပိမာတတိစိရက်ကအထက်ကိုတူတူလေးလှမ်းပြောလိုက်ပါလေအလှပကလေးမမရေအေးပြော်နေပြီလားဗျာဟမ်အထက်ကနေလေတူလာတယ်မိကလေးတန်တကူတူပြန်လာခဲ့ပါလေအင်းကျမမအေးသေးပါဘူး ဒါနဲ့ဘသူများလည်းမသိဘူးနော်။ညကြီးမင်းကြီးဘာကိစ္စလဲရှိ။အော်သူတို့နာမည်ကမဟုတ်ကြပါ။ညနေကလေတော်ရကပြန်လာတဲ့မမလေးကိုမြင်ပြီးတော့ချိတ်ဆရာလေးမှု စကားပြောချင်လာလို့ပါ။အေးမမလေးမှာချစ်သူရှိလားမသိဘူးနော်။အတဲကမိကလေးကလေခန့်တို့တို့ရည်တန်နေဖြစ်။အိုးကျမမှာချစ်သူမရှိသေးပါဘူးရှင်။ဟေးမနှုတ်ပါနဲ့ဗျာမနှုတ်ပါနဲ့ မမလေးလိုချော်မော်လာပါတဲ့မိကလေးကိုပုပ်ပန်းသူတွေအများကြီးရှိမှာပေါ့အချစ်သူရှိလောက်ပါလေဗျာတကယ်မရှိသေးတာပါမော်ကြီးရဲ့မော်ကြီးကတော့တကယ်ပဲအပြောချိုလိုက်တာအတဲကမိကလေးရဲ့တုတ်ပြန်မှုကြောင့်မောင်ကျောင်းရဲ့နှလုံးသားလေးဟာကောက်ခုပျော်ရွှင်သွားခဲ့ပါပြီဒါဆိုရင်တော်ကမမလေးရဲ့အချစ်သူဖြစ်ခွင့်ရနိုင်မလားဗျာပါရမစိုးကြီးမြင်လိုက်ကလေးကမမလေးကိုလေကျတော်ဆွဆွလန်းလန်းချိမိသွားတာပါအော်ဟုတ်လားမော်ကြီးရဲ့ ငိုကြီးကတကယ်သဘောကျရင်တော့ကျမလည်းမငင်းပါဘူးဒိုချင်းလေးမှာသူတို့ညောက်ကဘီနာယာကိုကြားကန်ကခြေစကားတွေပြန်လန်းပြောဆိုနေခဲ့ကြတာပေါ့တိုင်းမဲ့မောက်ကျော်ဟာသူစကားပြောနေတဲ့မိကလေးကညနေကတွေ့ခဲ့တဲ့မိမချော်လီမဟုတ်မှန်းသူမသိရှာခဲ့ပါဘူးမမလေးတကယ်လို့မမလေးကကျတော်ချစ်တွေကိုတကယ်လက်ခံတယ်ဆိုရင်လေအပြင်ထွက်လာပြီးတော့မင်းနာလေးတစ်ခါလောက်ပြလို့ရမှာပါဗျာ ီးတော့ကျွန်တော်မမလေးရဲ့နားမနေပြီးတော့စကားတွေအများကြီးပြောချင်လို့ပါ။အိုးလက်ခစ်ပါဘူးရှင်။အဖေနဲ့မေတို့တည်သွားရင် ကျမအဆူခံရမှာပေါ့။အိုးမမလေးရဲ့မမလေးရဲ့မိဘတွေမသိစေရပါဘူးဗျာ။ခဏလေးပါပဲနော်။မမလေးရဲ့မျက်နှာလေးကိုမြင်ရမှကျွန်တော်စိတ်ချမ်းသာစွာနဲ့အေးပြနေမှာ။မိကလေးကတိတ်ဆိတ်သွားပြီးတော့ခဏကြာပြီးတိုးတိုးလေးပြန်မေးလိုက်ပါရင်တကယ်လို့ကျမထွက်လာလို့အဖေနဲ့မေတို့တည်သွားရင် မောင်ကြီးတာဝန်ယူမှာလား။ ဘောင်ကျော်ဟာဒေဝီချင်းမရှိဘဲနဲ့ချက်ချင်းပင်ပြန်ပြောလိုက်ပါရီ။ဩဒီလိုတာအဲ့လိုဖြစ်ခဲ့ရင်ကျတော့မမလေးကိုတသက်လိုတာဝန်ယူပြီးတော့ဇနီးမယားဖြစ်သိပ်ပဲလိုက်မှာပေါ့လို့။သူစကားကိုကြားတော့ကအထက်ကမိကလေးဟာရှက်သွေးပြကတကားကိုဖင်းကြီးစွာဖွေပြီးတော့ထွက်လာခဲ့ပါရီ။အဲ့ဒီချိန်လာရောက်ကပင်ကြော့ကြော့သာရှိနေတာကြောင့်မောင်ကျော်ကလည်းဒူမိုက်မင်နာကိုတဲတဲကွက်ကွက်မြင်မြင်ခဲ့ရပါဘူး။သို့တော်လည်း ူမြင်ခဲ့တဲ့မိမချောလစ်လို့သာသူ့စိတ်ထဲထင်မဲ့နေခဲ့တာပေါ့ဒီနေရာကတိတ်ပြီးတော့စင်မြေပြည်ဘူးမမလေးရဲ့မမလေးရဲ့မိဘပြီးကြားသားနေတယ်ဟိုလူရှိတဲ့နေရာမှာသွားပြီးတော့စကားပြောကြအောင်သူမိကလေးကလည်းမောက်ကျော်ခေါ်ရနှုတ်ကို16ရက်ကနေလိတ်ပါသွားခဲ့ပါတယ်ဝရှိတဲ့နေရာရောက်မှာတော့သူတို့လူဦးသားခြေစကားလေးပြောဆိုရင်းနဲ့မောက်ကျော်ရဲ့လက်တွေကမိကလေးရဲ့ကန့်တဲ့နေမျိုးတွေကိုတဖြည်းဖြည်းကျူးကျော်လာခဲ့တာပေါ့အော် မောင်ကြီးရဲ့ဒီလိုမလုပ်ပါနဲ့ကျမမှာကိုဝင်ရသွားရင်အဖေနဲ့မေကဆူလိမ့်မယ်မကြောက်ပါနဲ့မမလေးရဲ့မောင်ကြီးကတကယ်ချစ်တာပါတကယ်လို့ကိုဝင်ရသွားခင်းရင်လေဇနီးဖြစ်ယူလိုက်မှာပေါ့ဘာအရေးလဲဟမ်တကယ်လားမောင်ကြီးကျမကိုမလေးရဘူးနော်အော်မောင်ကြီးကလင်ညာတက်တဲ့လူစားမျိုးမဟုတ်ပါဘူးမမလေးကိုတကယ်ချစ်တာပါဗျာနောက်ဆုံးမှတော့ဘောခါလို့ခေါ်တဲ့တုံမေကလေးဟာ မောင်ကျော်ရဲ့ခြေစကားတွေကိုယိုကျင်လိုက်ပြီးတော့မောင်ကျော်ရဲ့အလိုတိုင်းလက်လျော်ပေးခဲ့ရှာပါတယ်။သူတို့ညောင်လက်လော်ချက်တော့ဗထော်ဒီယိုရီဖြစ်သွားပြီးတဲ့အချိန်မှာတော့မိုးခွန်းရဲ့နှလုံးသားထဲမှာမောင်ကျော်ပေါ်နဲ့ဆိုင်တဲ့ချစ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။မောင်ကြီးကျမကိုဒီလိုလှုပ်ပြပြီးဆိုတော့တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင်တာဝန်ယူရမှာနော်။အင်းပါမချုပ်ပါနဲ့။မင်းကိုဝင်ရှိလာခဲ့ရင်မောင်ကြီးလာခေါ်မယ်လို့တေချာပွဲကတိပေးပါတယ်။ဟုတ်ပြီလား။အဲ့ဒီနောက် ဒူသာနှုတ်ဆက်ပြီးတော့ဝေါ်ကျော်တယောက်လည်းသူ့ရဲ့ဒေါ်အေတို့ပြန်ရောက်လာခဲ့ပါတယ်။ဒါမှမဟုတ်လေတခုရှိတာကသူနဲ့တူအိတ်ဆက်ခဲ့တဲ့မိကလေးဟာဒဲလက်ကသူတွေ့လိုက်တဲ့သူမဟုတ်မှန်းသူလုံးဝမသိခဲ့သေးပါဘူး။ဒီလိုနဲ့ဒုတိယညကိုရောက်လာခဲ့တာပေါ့။ဝေါ်ကျော်ကလည်းဝေါ်ခါစီတို့နောက်တစ်ကြိမ်ပြန်လာခဲ့ပါတယ်။ဒါနဲ့သူတို့နှစ်ဦးသားလာရောက်အောင်လေးမှာအေးရဲ့နိုင်ရန်တပိန်းနိုင်စကားပြောနေကြပါတယ်။အဲ့လိုနဲ့ညနေလာတဲ့ချိန်မှာ မောခရဲ့မိဘတွေအိပ်ပျော်လွယ်ပြီးထင်တာကြောင့်ဒူမကိုလည်းအပြင်ထွက်လာဖို့ချိုးသားစွမ်းနဲ့ပြောလိုက်ပါတယ်။ဒူတီဂျီမာလည်းမောခတရားကိုတာတီဂျီနဲ့ထွက်လာခဲ့တာပေါ့။နောက်တော့မနေ့ကလိုပဲအိမ်နဲ့သိမ်ဝေးတဲ့လူရှိတဲ့နေရာသို့သွားပြီးတော့ချက်ချင်းတို့ကိတ္တီတူးနေကြပါတယ်။အဲ့ဒီကနေတစ်ဆက်ကျော်ကပွေပဲ့နန်းရှို့ရင်းနဲ့ဂျင်းတွေကလော်ကျူးကြတော့မယ်ချိန်မှာဟေးကောင်ရီခမေပြေးကြနေနော်။နေလို့ဖာလုံးနေကြရလေ။နေလို့ ခွေးဆက်ခင်းနေကြတယ်မလားယုတ်ဒီကျဲလုံးတဲ့အိုဟိတန်ကြီးကထိုညရဲ့တိတ်ဆိတ်မှုလေးကိုထိုးဖောက်ဝင်ရောက်လာခဲ့တာပါသူတို့နှစ်ဦးလည်းလက်ချက်ပြီးတော့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဒေါသငတိတ်ရောက်နေကြတယ်မောခါရဲ့မိဘနှစ်ဦးအနောက်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်ဟေးကောင်မင်းငါတို့တို့ကြီးတွေကိုမလေးစားတာလားမင်းငါတို့သမီးကိုကျူးလွန်ခဲ့တယ်မလားရောစမ်းကျတော့ကျတော့သူ့ကိုဘာမှမလုပ်ပါဘူးတကယ်ပါဗျာ ကျတော့သူ့ကိုဘာမှမလို့ရသေးပါဘူး။ဘာ?မင်းကပြောင်းရင်းချင်ပြီလား။မင်းတို့လော်သွားပြီဆိုတော့မင်းသူ့ကိုခေါ်သွားတော့မင်းမယူလို့မရတော့ဘူး။မိဘတွေကတိုးတိုးပြောလိုက်တဲ့အခါမှာမော်ဂျော်တယောက်မတို့ရမှန်းမသိပဲစိတ်သိသိသွားခဲ့ပါရီ။မိုးကကမြတော့မင်းနဲ့ငယ်လေးနဲ့မိကြီးများပိုင်းကတိုးရင်နေခဲ့ပါရီ။အဲအဲ့ဒါဆိုရင်လေကျတော့သူ့ကိုခေါ်သွားပါမယ်ဗျာ။အမိုက်မ တူးလက်ထဲကိုနင်းဘွားကြီးအရဲမာတော့တူးနောက်ကိုသားလိုက်သွားချိန်တော့ငါတို့ဘာမှထမကြားချင်တော့ဘူးပေါကျော်လေးရွေးချယ်စရာမရှိတော့ပေမိုးကားကိုလည်းတူးတော်အေတို့မလဲမရှောင်တာခေါ်ဆောင်သွားခင်ရပါရင်အရှိကိုရောက်လာတဲ့အခါတကားခေါက်ဆံကြတော့အတော်တို့လင်မရလဲထွက်လာကြပါရင်တို့ထွက်လာတဲ့အခါအေရမမိရောက်ခန့်နေမိလိပြီမိကလေးရဲ့မျက်နှာကိုကြည့်ခဲ့ကြတော့လေသူမကအောက်ကိုမူကပိုးရှောင်နေခဲ့ပါတယ် ဒါကြောင့်ဘသူဘဝဆိုတဲ့မျက်နာကိုလည်းရှင်းလင်းစွာမြင်မိခဲ့ရပါဘူးကျွန်တော်အမလုခဲ့မိပြီသူများသမီးနဲ့ချင်လိုလက်လော်တွေဖြစ်သွားလို့သူတို့မိဘတွေကယူခိုင်းနေကြပြီအဲ့ဒါကြောင့်သူ့ကိုခေါ်လာခဲ့တာဟင်မင်းဘသူ့ကိုခေါ်လာတာလဲသူ့နာမည်ကဘသူလဲသူ့နာမည်ကမောခါတဲ့ရွာတော်မဲကပါ ဒေါ်နာမေကိုကြားလိုက်တာနဲ့အတော်နဲ့ဦးလေးတို့ရဲ့နှလုံးလေးပြူးသွားပြီးတော့မျက်နှာပြဲ့သွားခဲ့ကြပါရဲ့ဟေးနင်တော်တော်နမွန်နမဲ့နေရပဲမိုးကောက်ကိုသွားခေါ်လာတယ်ဟဲ့လားမင်းမသိဘူးလားအေးဘာဘာကိုလဲတော်လေအဲ့ဒီအေကသားသမီးတွေပါကြောက်မှတော့မသိဘူးဝေးလာတဲ့သမီးတိုင်းမှာသွားတဲ့ချောင်းမှမပါလာကြဘူးထိုချိန်မှာမောက်ကျော့ခေါင်းပုံကိုမိုးကျော့ပဲချလိုက်ကြလို့ဖြစ်သွားခဲ့တာပေါ့ သူခေါ်လာတဲ့မိကလေးကိုလည်းထိလက်စွာနဲ့လှည့်ကြည့်လိုက်ပါမောက်ကောကလည်းမောက်ကျော်ရဲ့ကြိတ်ကိုရှုံလဲကမျက်နှာကိုငုတ်ထားစေပါပဲ။မောက်ကျော်ကလည်းခေါင်းငုတ်ထားတဲ့သူမရဲ့မျက်နှာကိုမရမကမှော်ကြည့်လိုက်တဲ့အခါမှာတော့သူမလည်းအတင်းပြီးတော့ပြိုးပြရှာပါတယ်။အဲ့ဒီချိန်တော့မှမောက်ကျော်လည်းဘိုးကမှတွားတချောင်းမှမရှိတာကိုဟိစီလေးလေးမြင်လိုက်ရပါတော့တယ်။ဒါနဲ့သူလည်းတည့်ရဲတွေးလိုက်သလိုကြောက်လက်တကြဖြစ်သွားပြီးတော့အနောက်ဆုံးသွားခဲ့တာပေါ့ဗျာ။ ခေါင်းထဲမှာလေအတွေ့အကြုံဘလောက်စုတွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ထိုမေကလေးဟာသူ့မင်းညားကနေခဲ့ရတဲ့မေကလေးနဲ့လုံးဝမတူတာကိုသဘောပေါက်သွားခဲ့တာကြောင့်ပါသွားပြီသွားပြီတော့ရဒီလိုဖြစ်မှာတော့ကျွန်တော်ဘလို့လို့ရမလဲဒီညာသူ့ကိုအခုအေးပြန်ခိုင်းလိုက်တော့မင်းညားမှပဲသူ့မိဘတွေနဲ့သွားပြီးတော့စကားပြောကြတာပေါ့ထို့နောက်အတော်နဲ့ဦးလေးကဘိုးကကိုအေးပြန်ဖို့ပြောဆိုကြပါလိမ့် မိုခါကြောက်လေရှဲရော်လောရန်ကြောင်စကားတခေါ်မှမပြောနိုင်တော့ပေမျက်နှာကိုမိုကညရဲ့မှောက်ဦးတဲကိုတိတ်ဆိတ်စွာနဲ့ပြန်ထွက်ခွာသွားခဲ့ရပါတယ်။နောက်တနေ့မနေ့ကိုရောက်တော့မောင်ကျော်ရဲ့အုတ်သေးသူတွေနဲ့မိုခါတို့မိဘတို့တိတ်ဆိုဆွေးနွေးကြပါတယ်။မိုခါရဲ့မိဘတွေကတော့တခြားဘာမှမတောက်ဆိုပေသူတို့သမီးကို အတက်ယူပေးဖို့တောက်ဆိုကြပါတယ်။မောင်ကျော်ကတော့မနေ့ခင်းရဲ့လင်းရအောင်မှာ မောခရဲ့အာနယ်ချက်တွေကိုတေချာလေးမြင်လိုက်ရတော့စိတ်ထဲမှာလိုဝလက်မကန်နိုင်ပြေဖြစ်နေကြတာပေါ့။သူမဟာရုပ်ရည်မလှပတဲ့ပြေကူမှာစကားပြောရတွေလည်းမပြီးသားကညာရင်မမီတဲ့သူတူဦးဖြစ်နေခဲ့ပါရဲ့။ပုံစိုးရကသွားတဲ့ချောင်းမှမရှိတာပါ။ဒါကြောင့်မောက်ကျော်မိသားစုကချင်းနေကိုညှိနိုင်ကတင့်တော်တဲ့ကျော်ချင်းွေဖြစ်ကြည်ဖို့ကြိုးစားခဲ့ကြပါရဲ့။ငါကဖိတ်တောက်နေနဲ့ငါသမီးကိုစော်ကားပြီးတော့ဝင်းနေဖြစ်ချင်းတာကိုလက်သက်ခံမဲ့ထဲလို့လား။အဲယော မယောက်ျားမဟုတ်ဘူးလားယောက်ျားဆိုရင်ကိုလို့တောက်ကိုခံရရတယ်ကွာမောခရဲ့မိဘတွေကဒေါသတက်ကသူတို့သမီးရဲ့နာကက်ကိုပါစိုးရိမ်နေခဲ့ကြပါလေဒါကြောင့်လေအချိန်တွေကတင်းနေမရပဲတိမ်မနေရခြင်းဖြစ်တာပေါ့ဝကဟာညာရင်မမီတဲ့တေကိုမှဂျိုးပိုင်းဆိုင်ရာမှာလေအားနည်းချက်တွေရှိတာကြောင့်အီတောက်ဖဲရှာဖို့ရမှာအလွန်ခက်ခဲတဲ့အကြောင်းသူတို့သိပါရင်ဒါကြောင့်မောက်ကျုံနဲ့လက်တက်ပြပြီးတော့သူတို့သမီးရဲ့နာကက်ကိုစိတ်အေးချင်ကြတာပေါ့ဗျာ နောက်ဆုံးမှာတော့တစ်ဖက်မိသားစုရဲ့ညှိနှိုင်းမှုရာပေါ့ကျော်ဘက်ကနေရော့ချင်းငွေဖြစ်နေငွေတေကပြားနေဆဲပေးဆောင်ဖို့သဘောတူလဲရပါတော့တယ်။ညှိနှိုင်းမှုကြီးပြီးသွားတော့ဘိုးကလည်းအရှိန်နဲ့ဝိုင်းနေဘူးတော့ကြောင့်မိကလေးရွှဲကခေါင်းငိုရင်းနဲ့တိတ်ဆိတ်စွာထိုင်ငိုနေခဲ့ပါတော့တယ်။သူဟာသွားမရှိတာစိတ်မကောင်းတာညာရီမကြည့်ဝတာဖြစ်နေပေမဲ့လေသူ့ရဲ့နှလုံးသားလေးကတော့ကဘာပေါ်ကတခြားမိကလေးတွေလိုပဲခံစားတတ်တဲ့သူတယောက်ဖြစ်တာပေါ့ဗျာ။ ရောကြီးပေးပြီးတဲ့နောက်မောင်ကျော်လေးချိန်အားပြတ်ပြီးတော့သူ့ရဲ့ရွာသို့ပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့ရင်းနှင်းငယ်ကြတဲ့နောက်တညမှာမောင်ကျော်တယောက်လက်ထဲနဲ့အိတ်နေခဲ့ပါတယ်။သူဟာဝါကော့ပြေပေါ်မှာလဲလျောင်းရင်းထိပြခဲ့တဲ့အကြောင်းအရာတွေကိုတလဲစဉ်းစားနေခဲ့ပါတယ်။မောင်ကျော်နေကတကယ်ကိုရက်စက်တဲ့သူပဲ။မောင်ကျော်လည်းအစံလိုက်အောင်ဖက်ကိုလှဲကြည့်လိုက်ပါတယ်။လူရဲ့ရှေ့မှာ ပေါ်လာတာကတော့မိုးခရဲ့မျက်နှာ ဒါပေမဲ့သူစီးခဲ့ဘူးတဲ့မောခံဖို့တော့ပါဘူးအခု တွေးနေရတာကတော့ဖြူဖြော့ကပိုးပွားနေတဲ့နင်နာတော့ကြီးနေတဲ့မြေလိုများနဲ့သွားမရှိပဲမဲနေနေတဲ့တပိုးတွေပေါ်တဲ့အထိသူ့ကိုရီပြနေခဲ့တာပါအဲ့ဒီပုံကြီးတွေဟာသူ့ရဲ့နာကိုတပြေးပြေးဒိုးခဲ့လာခဲ့ပါလေဒါကြောင့်မောင်ကျော်လည်းသူ့လက်တကြားအဝေးကချွေးစည်းတွေနဲ့ဒိုးထလာခဲ့ပါလေမောင်ကျော်ဟာအဆက်ကိုမဝိုက်စွာရှူရှိုက်နေတဲ့သူမြင်လိုက်ရတဲ့အရာကအိမ်မက်တစ်ခုဆိုတာကိုသဘောပေါက်လိုက်ပါတယ် ။နောက်ကနေမနေ့မှာတော့သူလက်ကိစ္စတခုကြောင့်အပြန်ရောက်လာခဲ့တာပေါ့။ရောက်လာတဲ့ချက်ချင်းပဲဆွေမျိုးတွေစီကနေတရင်ဆိုးကြီးတခုကို ကြားလိုက်ရပါတယ်။အဲ့ဒါကမိုးကဟာဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်အရှက်ကြီးစွာနဲ့ဝိုင်းနေပလေဖြစ်ကကိုကိုကိုအစိုးစီရင်သွားခဲ့တယ်ဆိုတာကိုပါ။သူတရင်ကိုကြာပြီသူလဲမှင်းတဲ့သွားပြီးသူ့ရဲ့ရင်ပဲ့ကြီးတခုလိုလဲကြောက်တော့ကြီးနဲ့ဖိချလိုက်တယ်လို့လေးလံသွားခဲ့ပါတယ် မင်းညကမဲခဲ့တဲ့အီးမဲကိုလည်းပြန်စင်းစားလိုက်ပြီးတတိမွေးကြီးတွေထလာကကြောက်ရွံ့မှုတွေကစုံမိုးလို့တွားခဲ့တာပေါ့အဲ့ဒီနေ့ကနေစပြီးမောက်ကျော်တယောက်နေရောညပါတတိကြီးစွာနဲ့နေပါတော့ရီဒီလိုနဲ့တညမှာတော့ကြောက်တဲ့အီးထဲမှာအိတ်နေခဲ့ပါတယ်ညကြီးဆိုတော့တင့်စိတ်နေတဲ့နေပြီးအိဆက်ဘိုးကောင်ရဲ့အော်မီတာကိုသာနဲငယ်ကြားနေခဲ့ရပါတယ် အဲ့ဒီချိန်တိုင်းအရေးပက်လယ်မှာခြေတံတစုလျှောက်သွားနေတာကိုကြားလာခဲ့ရပါတယ်။ထိုချိန်တာခဏကြာမှာတော့အရေးနိုင်ရတဲ့ဘေးမှာရက်တဲ့ပြောက်ွယ်သွားခဲ့ပါတယ်။လောက်ကျော်အိတ်နေပြီလား။ဘယ်သူလဲ။ငါ့ကိုလာမနှောက်နဲ့နော်။ထွက်သွား။ဘယ်သူလဲ။ရက်လိုက်တော့လို့ပြောနေတယ်နော်။မရရင်ငါနဲ့တွေ့မယ်။ တေဇိုလျောက်ကစောင်းနှုတ်နေတဲ့ဟူထင်က သူ့ကရင်ခေါရဲမှာဓမီးကိုဆွဲယူပြီးတော့ဒီကဖွေးကြည့်လိုက်ပါတယ်။သို့တော့ဒီမှာဘသူ့ကိုမှမတွေ့ခဲ့ရပါဘူး။ဒါနဲ့ဣရဲပြန်ဝင်လာပြီးအိယံဘော်သူ့လှဲချလိုက်ပါတယ်။သူ့အိယံထဲလှဲချလိုက်တာနဲ့ကရင်ရဲ့ချင်းကနေတူတူလေးကက်ပြောနေတဲ့အတန်ကိုထက်မှန်ကြားလိုက်ရပြန်ပါတယ်။မိကတကယ်ကိုရုံးမာတာပဲ။မိကကိုလိုချင်ရတွေလိုပြီးတော့လက်မထဲခဲ့ဘူး။မင်းလိုခဲ့တဲ့အဖြစ်တွေအတွက် ငါးနှစ်တူလိုက်ခဲ့ရမယ်။မောင်ကျော်လေးချက်ချင်းလှဲကြည့်လိုက်ရာမျိုးလုံးလေးပြူတမ်းမတဲဖြစ်သွားခဲ့တာပေါ့။ဘာလို့လဲဆိုတော့ကတိရဲ့ချီမှာ ရေတခုမတဲရဲ့နေပြီးသူ့ကိုစိုက်ကြည့်နေခဲ့ပါလေ။အဲ့ဒီမျက်နှာကမောခရဲ့မျက်နှာပဲဖြစ်ပါလေ။မောခရဲ့ပွားတဲ့ချောင်းမှမရှိပဲကြောက်မက်ပွေကောက်လာအောင်ပြိုကျနေတဲ့သူ့ရဲ့ပုံစံကကြောချမ်းစရာကောက်လာပါလေ။တန်းတဲ့မောင်ကျော်လေးခက်ပြေးဖို့စူးစမ်းတော့လေဒီစိုးတခုက သူ့ကိုဖိထားသလိုလိမ့်လာနေပြီးတော့လက်ချော်လေးတစ်ချောင်းတောင်မှမလှုပ်နိုင်တော့ပါဘူး။ဘိုးကားကတော့မနာကိုတဖြည်းဖြည်းတိုးခိုက်လာနေပြီးယုံကြည်ရဲ့သူ့လက်ပင်တွေကို အာကိုညှစ်ထားလိုက်ပါတော့လေ။ဘောက်ကျော်လည်းအသက်လူကယုံကံရေးချောက်ကဲစွာနဲ့အကူကြီးတောင်းနေခဲ့ပါလေ။ထို့ချိန်မှာအကြမ်းခံမှအေးနေကြတဲ့သူ့ရဲ့မိဘတွေကလည်းတစ်ဖက်ခံကရိုးရင်းဆက်ကန်တာတွေကိုကြားပြီးတော့သူ့တို့သားရဲ့ခံကိုအပြေးလာကြည့်ခဲ့ကြတာပေါ့။ အခန်းထဲကိုရောက်တော့သူတို့မြင်လိုက်ရတာကတော့ဘောင်ကျော်တယောက်သူ့လက်မျိုးကိုသူနှစ်ကအသက်ရှူချက်ပြီးတော့မင်းသားတစ်ခုလိုနေရနေခဲ့တယ်ဗျာ။ဒါတာဘာဖြစ်တာလဲ။မိဘတွေကဝဲရောက်ဆွဲလိုက်တော့မှဘောင်ကျော်ဟာအသက်ကိုမဝိုင်းစွာရှူချက်ရင်ဖြစ်တဲ့ခက်တမျှတွေကိုကြောက်ရွံ့တူကြီးတဲ့အတန်းနဲ့ပြန်လည်ပြောပြခဲ့ပါတော့ရီ။ ဒီကိစ္စကြောင့်နောက်တနေ့မှာတော့မောင်ရောရဲ့ဘေဟာဘယောကဆာဦးတန်တို့တွားရောက်ကတားပြစ်သူကဘယ်မာရဲ့ချုံလဲနှောက်ရက်ခံရတဲ့အကြောင်းကိုတိုင်မိခဲ့ကြတာပေါ့တို့ချေဘယောကဆရာကလည်းလူရမဲ့ယာရီယာတချို့ကို ပေးလိုက်ပါရီမိဘတွေကအယောက်တာနဲ့ဘာမှမပြောပေမိဘချောက်တဲ့မှာအမဲတွေကိုယူကမောင်ရောရဲ့မျက်နှာတစ်ခုလိုကိုတို့လေးလိုက်ပါရီပြီးတော့ဝါပလင်းသူတို့ကိုလည်းကြောမလွယ်လိုက်ပါရီမတော်ဟင်းသီးခင်းရွက်တွေတောင်းခုမလို့ဟဲ့ ခဏကြာမှပြန်လာခဲ့မယ်။စကားဆိုးတာနဲ့မောင်ကျောက်ကိုလက်ဆွဲကအိနောက်ဖီမာခွက်ပြီးနေနာရှိအချားရွာတွေအား၌စိန်နိုရီစီမှာမောင်ကျောက်ကိုအဲ့နဲ့ထားလိုက်ပါတော့တယ်။ရာဒီယာရဲ့ဒိတ်ပင်မှာဟီဗီဟီရွက်တွေတွားခိုးမဲ့လို့ပြောရခြင်းဟာတဲမာကိုနောက်ကလက်မလာအောင်လှည့်စားလက်ချည်ဖြစ်ပြီးတော့မင်နာကိုအိုးမဲနဲ့တုတ်တာဟာလေတဲမာကမမြင်အောင်လှုပ်တာလို့ယူဆလို့ရပါတယ်။ရန်နေတဲ့ကြတော့မောခရဲ့ဝိညာဉ်ကမောင်ကျော်ရဲ့ရွာသို့နောက်တည်ပြန်လာခဲ့ပါ යි တိုင်းမေကျွားတဲ့ကလာတွေနဲ့တော်ဆက်အနဲ့မောင်ကျောက်ကိုသူလက်ရှာခဲ့ပြီးမေသူ့ရဲ့ရဲ့ရောက်ကိုလိုးဝမတွေ့ရတော့ပါဘူးဒီလိုနဲ့တညမှာဘိုးခါရဲ့မိဘတွေကအိမ်မောကြနေစေချင်မှာ လေးပေလူတွေနဲ့အတူဒေါ်လာတွေငိုရှိုက်တာတွေကတီတိုစွာပြန့်လွင့်လာခဲ့တာပေါ့မောင်ကျော်မိဘမှလည်းဒါနဲ့မောခရဲ့ပေကနိုးလာပြီး အမောင်တဲကိုဒေါသတကြီးနဲ့အော်ဟဲလိုက်ပါရင် မောခနေကတိတ်သွားပြီလေသွားသိခဲ့နေရာကိုသွားတော့ဒီမှာလာပြီးတော့6မိနစ်နဲ့ဘသူကနေကိုတက်လို့လေကိုဘာသာတက်တည်ပြီးတော့မှငါတို့ကိုနေပူနေစာလာလို့မနေငယ်မိချလာအဖေဖြစ်သူကဒေါသတကြီးနဲ့အဟိတ်ပြီးတော့နိုင်ရမချိတ်ဆွဲထားတယ်တနေ့ကိုဆွဲယူလိုက်ပါလေပြီးရနေတနေ့ပြောက်ကိုဝါဒီယံကြမှာထိုးတဲ့ကမောက်ခလုကိုဆွဲပြီးတော့ပြေးထိုးလိုက်ပါတော့တယ် တနက်တန်ကဟာတေးစိနေတဲ့ညကိုဖောက်ခဲ့ပြီးတော့ဒီရလိုလေဟေးကနေဖြစ်သွားခဲ့ပါရဲ့အဖေအမေဘာလို့အသည်ကိုဒီလောက်တောင်ရဲဆဲကြတာလဲဒုမရဲ့ငိုသားတွေတပြေးပြေးဝေးကွာသွားပြီးအမောက်ထဲမှာပဲပြောက်ဝဲသွားခဲ့ပါတော့ရဲ့မိဘတွေကပါစနေတဲ့ပြေးခဲ့နှင်ထိုးကြတာကြောင့်ဒုမလေးပတ်သွားကြီးပဲထွက်သွားခဲ့ရတာပေါ့ဗျာအဲ့ဒီညကနေစပြီးတော့ တကယ်ဖြစ်နေတဲ့မိုးကလေရွာထဲမှာဘသူမှထက်ပြီးတော့မတွေ့မြင်ကြရတော့ပါဘူး။ဒါနဲ့ဇလန်းလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါရခင်ဗျာ။